န်တဲ့စီဟာမြန်မာလူမျိုးတွေရဲ့အာဟာရအရင်းမြစ်ဖြစ်ပါတယ်။ကျမတို့တွေအားလုံးကဒါဒါကိုစားပြီးတော့ဟလာမိဘဘိုးဘွားတွေရဲ့စောင့်ရှောက်မှုနဲ့ကြီးပြင်းလာကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအဲဒီတကြီးကတော့မြေပဲစီကိုဒီလိုရည်ရွယ်ချက်ကလေးနဲ့ပေါ့ဒီကျေးဇူးတရားတွေကိုအောက်မေ့တဲ့ရည်ရွယ်ချက်ကလေးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်။ကျမတို့မြေကြီးကနေဖတ်တဲ့တီးနံကရတဲ့စားတောက်ဆရာဖြစ်တဲ့အတွက်ဂုံယူဂျင်လန်းလို့ကိုကျမတို့ကတကြီးကတော့ဆိုတဲ့နာမည်နဲ့မြေပဲစီကိုထုတ်လုပ်တာပါ။ ီတကြီးကြော်ရဲ့စီယာကြတော့ကျမ်းမာရေးအတွက်ကိုအထူးကိုဟိုဘယ်လိုခေါ်မလဲကုတ်ကဲပြီးတော့စီမံထားတဲ့အတွက်ကြောင့်မဘုန်းတော်ကယုံကြည်တယ်စိတ်ချတယ်ကိုကိုယ်တိုင်လည်းအသုံးပြုနေတယ်တဲ့အရာကြောင့်မို့လို့စားသုံးပြုံးပြောတကြီးကတော့တကြီးကတော့ပါ ိုင်းနဲ့အဲပတ်သက်ပြီးတော့လည်းခင်ခဲ့ရတာပေါ့နော်စီမလေးနဲ့လည်းခင်ခဲ့ရတယ်နောက်တစ်ခုကဒီကုန်းတို့ရဲ့ရင်းနှီးချမ်းစကားဝိုင်းအဲဒီမြေပဲစီစစ်စစ်ကိုလည်းဒီကြီးကတော့မြေပဲစစ်စစ်ကိုလည်းဒီကုန်းတို့ကိုယ်တိုင်လည်းသုံးဆွဲနေတယ်အတွက်ကြောင့်မို့လို့ဟိုတကယ်ဒီပွဲမှာပါဝင်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဘယ်လိုပါဖြစ်တုံးဆိုတော့ဒီဘက်ကကျွန်တော်ရဲ့ဒါရိုက်တာကြီးပေါ့ဗျာ Union Asia Company Limited ရဲ့ဒါရိုက်တာတခုဖြစ်တဲ့ဒေါ်စင်မသိလိနေကကျွန်တော်တို့ကခင်မင်းဆွဲရှိပါတယ် ။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘော်ဒါကြီးပေါ့ဗျာဒီဇိုင်နာမျိုးစွေတန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေခင်ရမြန်နဲ့ဖြစ်ပြီးတော့မှကျွန်တော်တို့အကူဒီတောင်းတဲ့အတွက်ကြောင့်အဲဒီကုန်းလေးလည်းပါလာတယ်ကျွန်တော်လည်းပါဝင်ပြီးတော့ဒီဘက်မှာဝင်ရောက်ပြီးတော့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ဒီကတော့ဇက်စရာကိုရိုင်းအောင်ကူညီပေးရတာပေါ့။အဲ့တော့ကျွန်တော်တို့ကတော့အမေရိုင်းပဲခေါ်တာပေါ့။ ပြောရနေပြီးတော့ဒါလေးဒါလေးလုပ်ချင်တယ်ဆိုတော့ကျွန်တော်အကူအညီတောင်းတော့ကျွန်တော်တကယ်ချင်းဆိုင်းစရာတွေပြီးတော့အာရင်တော့ဒီကျူးမှာလုတ်ခဲ့တဲ့ကျွန်တော်တကယ်ချင်းလည်းရှိရပေါ့သူတို့နဲ့ဒီမြမမှုမြမဟန်လေးပါအောင်ဆိုပြီးကျွန်တော်ကပေးရနေပြီးတော့ဝိုင်းဖြည့်ပေးရတာပေါ့ဟာတကြီးကတော့မိဘစီထုတ်ကုန်များအားမိတ်ဆက်ပွဲအခမ်းအနားကြီးဂုံယူစွာစတင်ပြီးဖြစ်ကြချင်းညာအပိုင်ရှင် ကထုတ်လုပ်မှုအစဉ်တိုင်းအစဉ်တိုင်းမှာကျွန်တော်တို့တန့်ရှင်းအောင်စစ်မှန်အောင်တည်ထချာကျွန်တော်တို့ဂရုစိုက်ရပါတယ်ရေဘဲစီတစ်ခုကိုစစ်မှန်အောင်ထုတ်နိုင်ဖို့ဆိုတာကတောင်သူတွေလက်ထဲမှာကိုကလေးကဒီဟာကိုဘလို့ကင်တွယ်ခဲ့တယ်လဲတခါနောက်ပြီးတော့ကုံတွေတွေကုံတွေကနေအစဉ်စဉ်ပေါ့နော်အမ်စီဇက်လုံသားတွေနောက်ဒီထုတ်ပိုးဖြန့်ပြူးသူတွေဟာဒီမြေပဲစီတစ်ခုတန်ရှင်းပြီးစစ်မှန်ကောင်းမွန်နေပေါ့နော်ကျမကြီးနဲ့ညီညွတ်တဲ့ဟာတစ်ခုရဖို့ရအတွက်ကျမတို့အစစ်စစ်ဖြတ်တန်းပြီးတော့တေချာကင်တွယ်ဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရပါတယ်ရှင်အင်းရှင်ပါများဟုတ် ဆိုကွန်ပျူတာကွန်ပျူတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီနာမည်လေးကိုရွေးချယ်နေဖြစ်ပါတယ်အရှင်ကွန်ပျူတာကတော့စီမံသိမ်းဝင်အောင်စီမံတဲ့ယူဒီလီစာဆောဖိတ်ပါတယ်ကဖြစ်မပြရစီရှင်မြေကြီးကနေထွက်တဲ့တီးနံကရတဲ့စားတော့ဆရာဖြစ်တဲ့အတွက်ဂုံယူဂျင်လန်းလို့ကိုကျမတို့ကတကြီးကတော်ဆိုတဲ့နာမည်နဲ့မြေပဲစီကိုထုတ်လုပ်တာပါတန်းလာလည်းတိပါစေပြေလာလည်းတိပါစေနေလာလည်းတိပါစေ ားစုကမိဖို့ဆောင်တာဝန်ယူရပါတယ်ကျွန်မမိဖို့ချောင်းလို့မသုံးနှုံးပါဘူးရှင်မိဖို့ဆောင်လို့သုံးနှုံးပါတယ်ဘာလို့ဆိုမိဖို့ဆောင်ဆိုတော့ကျွန်မတို့ရဲ့အရန်ရေးကြီးတဲ့မိသားစုတစ်ခုရဲ့ကျန်းမာရေးနဲ့ပေါ့နော်အဟာရတွေကိုနော်ထောက်ပံ့ပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့မိဖို့ဆောင်မှာအမျိုးသမီးအများစုကအဲအချိန်ကောအဲ့မှာပဲနော်ဒီကောနော်အချိန်ယူရပါတယ်ရှင်အဲ့တော့အမျိုးသမီးတွေကိုလည်းအဲ ဟိုပါဘောကိုစားပြုရင်းနေနောက်ပြီးတော့ကျမကိုယ်တိုင်ကလည်းအတော်ကြီးအမေတွေပေါ့နော်အဲ့လိုအမတွေနော်ညီမဝမ်းကွဲတွေလည်းအဲ့လိုမျိုးအတိုင်းဝိုင်းကြီးကြားထဲမှာကြီးပြင်းရတဲ့အခါကျတော့ဒါတွေကိုအရန်အောင့်မိပြီးတဲ့အခါကျတော့ကျမတို့ကတတိကတော်ဆိုတဲ့နာမည်လေးကိုမြန်မာဆန်ဆန်လေးနဲ့ပဲကျမတို့ကထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုပြီးပြစ်တာကျမကြီးတဲ့ကိုက်ကြီးချောင်းအတိမတ်ပြုခံရဖို့ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆက်လိုက်အဆက်လိုက်ကိုဂရုပြုလှုပ်ဆောင်မှုအရေးကြီးတာပါဘုလိုမြန်ကြီးကမင်းစီဆန်ဆူရီမနေ့ တတ်တော်လေးကိုပေးပါခင်ဗျာ မတို့ကလေဟိုဘယ်လိုပြောရမလဲညီပဲစီဆိုတာမြန်မာလူမျိုးတွေရဲ့အစားအသောက်နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုဆိုင်ရာဒလိစရိုက်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်မအဲ့ဟာလေးလဲပေါ်လွင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာမှုမြန်မာဟန်လေးပါပါခြင်းနေပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်မအရင်ဆုံးဥရိုင်းနဲ့တိုင်ပင်ရပါရှင်အဲ့ဒီထဲမှာအပြူတော်ရင်းနေပါမယ်နောက်တစ်ခုကကြတော့ဒီတထေးဝါရလို့တကက်ကိုဟိုကောင်းမွန်ပြီးတော့ပေါ့နော်မြန်မာစစ်တဲ့အဲ့လိုမျိုးတချင်းလေးတွေလဲကျွန်မတို့ကထည့်ခြင်းနဲ့ဆိုတော့ထည့်ခြင်းတဲ့အတွက်ကြောင့်မလို့ဥရိုင်းနဲ့တိုင်ပင်ပြီးတော့ဒါလေးတွေကိုကောင်းထည့်ဖို့ဖြစ်တာပါရှင် တခါတလေမှာကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့အနီးအနားမှာရှိနေပြီတချို့ဟာလေးဆိုကျွန်တော်မေ့မေ့သွားကြတာရှိတယ်ဟုတ်လားမေ့ပြီးတော့မှတော့မှတယောက်ကပြောလဲတော့အေးဟုတ်သားပဲဆိုပြီးတော့ဖြစ်ကြတာပါအဲကျွန်တော်တို့ငယ်တုန်းကဆိုဒီလိုပဲဟိုအမေတွေကဟုတ်လား ကကြီးတော်လေးတို့ဦးလေးတွေတို့ဘာညာလေးတို့လည်းကျွန်တော်တို့အာဝါဝါတော့လောက်ရသေးတယ်။အင်းဟုတ်တယ်ဟုတ်တယ်။အဖိုးလာမီးရောဘောမော်ဒီမီလာမီးရဲ့လားဒီမစ္စနာရှင်လေးမနဲ့ပေးပါပါညာဘာလို့ကလေးတွေကငငယ်တော့ဒီလိုနှစ်နှစ်တော့သုံးနှစ်တော့ဆိုတဲ့ကလေးတွေကဘယ်တော့မှထင်မစားဘူး။အဲ့ကလေးတိုင်းပဲ။တဘာဝမှာရှိသည်များကလေးတိုင်းဘယ်တော့မှထင်မစားဘူး။ထင်စားရခက်တယ်။အဲ့တော့အဲ့ဒီဥစ္စာလေးကိုပေါ့ဗျာ။ဘာလို့ပြောကျွန်တော်တို့ရဲ့ အဲရှေးထုံးကိုလည်းမပဲနဲ့ဆိုလိုပဲရှေးရှေးထုံးတွေရှိတဲ့ကျွန်တော်တို့ရဲ့ရူရဒလိအဲဟိုရင်းကဆိုရိုးစကားလေးပေါ့နော်အဲအဲ့ဒါလေးကိုသတိပြရအနေနဲ့လုပ်ချင်တယ်ဆိုတာလေအဲ့ဒါလေးဒီမှာလည်းကျွန်တော်ပေါ်ဖော်မန့်စ်ကိုလေးပေါ့နော်ဖြည့်ထားတယ်အမျိုးသမီးတယောက်ပဲကလေးလေးရဲ့နောက်အဲသူတို့မိသားစုပုံလေးပေါ့နော်တာမီတာဖတ်၃ယောက်ချမင်းလိုက်ကျူးနေတဲ့ပုံလေးကိုအဲ့ဒါလေးနောက်က narration လေးနဲ့တင်ဆက်မှုလေးတခုစောင့်နေထားပါတယ်အဲ့ဒါလေးရဲ့နာဘလပါရဲ့မောင်တော်ကမေးစီးမေးတယ် ကျမတို့ city map တို့ capital ရို့ပေါ့နော် one store map တို့ကိုကျမတို့အဲ modern trade အနေနဲ့တင်ထားပါဗါတယ်ဆိုတော့နောက်ပြီးတော့ကျမတို့ဒီပွဲမှာလဲကျမတို့ဘင်းမှာဒါလေးရှင်းပြမှာပေါ့နောက်ပြီးတော့အဲ့ဒါအတွက်ကိုပဲကျမတို့ကတကယ့်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဖြန့်ပြီးတင်တဲ့အတွက်ကြောင့်လို့မေဃာနဲ့အခုဆုံးကျမတို့ကပေါင်းစည်းရောမှာဖြစ်ပါတယ်ရှင်ဒီပွဲလေးကမေဃာနဲ့ပေါင်းစည်းရဲ့ပွဲလေးပါရှင် ကျွန်တော် mega life science ပေါ့ market limited ပေါ့နော်သူတို့ကနေပြီးတော့ distribution ကိုအကုန်လုံးတနိုင်ငံလုံးအတွက်ကို nation wide ကိုသူတို့တာဝန်ယူထားပါဆိုတော့ဟာသူကမကွေးတိုင်းပေါ့နော်မြစ်ချေသူပေါ့သူရဲ့မခုတ်ကူမြစ်ချေပေါ့အဲ့ဒီကဟိုဇာတိကအဲ့လိုမျိုးဆိုတော့ညာရဲ့အမွေအသက်ကလေးလည်းပါအောင်ဆိုပြီးတော့ ဒါရှေးခေတ်ဟောင်းလိုက်ပြန်ပြီးတော့တတိယအောင်ဆိုတော့တကြီးခေတ်ကလေးပြန်ပြီးတော့ပါလေအဲအဲ့ဒါလေးကိုစားပြည့်တဲ့အနေနဲ့မိခင်တွေကိုစားပြည့်တဲ့အနေနဲ့တကြီးကတော့နာမည်လေးနာမည်လေးကြားလိုက်တာလေတဲ့ဒါမြန်မာမှုလည်းဖြစ်တယ်တကြီးကတော့ဆိုတာဟိုပါလေအခုဘလောက်တိပဲရှေ့ကိုရှေ့ခေတ်တွေရှေ့ခေတ်တွေရောက်နေပြီလို့စီတကြီးကတော့လို့ပြောလိုက်ခြင်းရပဲဟိုနောက်ကဟိုအောင်မွေဝယ်ရလေးကိုလေစိတ်တမအထင်ကရလေးဖြစ်သွားတယ်လေရတီပါမှာဆိုလို့ရှိရင်တကြီးကတော့မပါလို့ရှိရင်ပွဲမစီပွဲမစီဆိုတော့ကျွန်တော်ကအဲ့လိုမျိုးလေးလေသူနဲ့ပတ်သက်ရင်ချစ်ဖို့ကောင်းတဲ့ ကွန်ပျူတာကွန်ပျူတာနော်ဟုတ်ကဲ့အဲ့ဒါကြောင့်သူကတကြီးရဲ့မိမအရေးကြီးတာကိုတကြီးတော့ဟဲ့ဟာဟာဟဲ့အင်းချက်တယ်လို့ဆိုတော့ကိုဒါဒါကျမကြီးအဓိကပဲလीနော်အဲတအိမ်လုံးမှာအဲတပိသားစုလုံးစားဖို့တောက်ဖို့အတွက်ကိုကဆန်စီစားငရုတ်ချက်တော့အဓိကပဲအဲ့မှာမှာဆန်ပြီးရင်စီ စီရတိကပဲစီဒီလူကိုဟိုဥပက်လဲရောက်စေတယ်အဲနောက်တစ်ခါဟိုတွေးတူရောကနှလုံးသွေးကြောကျင်းတာဒါဒီဖြစ်နိုင်ခြေရှိတဲ့စီအမျိုးစားတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီတကြီးကတော်ရဲ့စီရကြတော့ကျမ်းမာရေးအတွက်ကိုအထူးကိုဟိုဘယ်လိုခေါ်မလဲကုတ်ကဲပြီးတော့စီမံထားတဲ့အတွက်ကြောင့်မကုန်းတော့ကယုံကြည်တယ်စိတ်ချတယ်ကိုကိုယ်တိုင်လည်းအသုံးပြုနေတယ်အဲအဲ့အတွက်ကြောင့်မလို့တကယ်ကိုအရန်စိတ်ဖြစ်တယ်ကွယ်အဲ့ဒါကြောင့်မလို့တကြီးကတော်ကမိုက်တယ် ိကိုမိနာရတယ်တိဝါတပုကျွန်တော်ပြောလိုက်တာမေဘုရားကျွန်စိရှင်မာတိုင်းပေါ့နော်အရှင်မာတိုင်းအရှင်မာတိုင်းမိသားစုတိုင်းမိသားစုတိုင်းကျွန်တော်တို့ဖြန့်ဖြူးလို့အတွက်ကိုရရှိနိုင်မဲ့မတ်တွေအများကြီးမှာကျွန်တော်တို့တကြီးကြော်နဲ့ပတ်သက်လို့တင်သွင်းရောက်ချထားတာဖြစ်ပါတယ်အဲ့တော့အချိန်မီးနေရာမီးတွားရောက်ပြီးတော့ဝယ်ယူအပိတ်ကြပါလို့ဒီနေ့တိုက်တွန်းခြင်းပါခင်ဗျ โอเคကျမတို့မြေမြေကြီးကနေထွက်တဲ့မြေဘဲဆိုတဲ့တီးနံပေါ့เนาะအဲ့ဒီမြေဘဲဆိုတဲ့တီးနံကမြမပြည်အလဲပိုင်းရဲ့ဘယ်နေရာမှာပဲအစိလေးကြကြအပင်ပေါက်ပြီးတော့ကိုတကယ့်ကိုเนาะမြမပြည်အလဲပိုင်းရဆိုလို့ရှိရင်အဲ့လိုမြေဩဇာကောင်းတဲ့နေရာကနေထွက်တဲ့ဒီမြေဘဲစီဟာကျမတို့အဲမြေဘဲစီစစ်စစ်ကိုထုတ်လုပ်ထားတာဖြစ်တယ်နောက်တစ်ခုကကျမတို့ကျမ်းမာရေးရှုထောင့်အရာပြောရလို့ရှိရင်လဲအဲမြေဘဲစီကိုစားသုံးခြင်းဖြင့်အဲ့ဒီစီပေါ့เนาะဟိုရေသွေးမမီတဲ့စီကိုမစားသုံးနဲ့မြေဘဲစီကိုစားသုံးပြီးတော့ကိုကျမ်းမာရေးကိုယူဆိုင်ကြပါလို့ကျမ ပြောချင်ပါရှင်ဟုတ်တယ်အဲ့ဒါကြောင့်မို့လို့စားသုံးပြုံးပြောတကြီးကတော့တကြီးကတော့ပါ